အလုံးမမိငါပါဒါလူဝေးထောင်း၅လောက်တောင်မရှိတဲ့ဆွီဒင်ရဲ့တငါရွာငယ်လေးကဘောလုံးကလပ်ဖြစ်တဲ့မယ်ဘီဆိုတဲ့အသင်းလေးကဆွီဒွေအမပေးပြိုင်ပွဲမှာချန်ပီယံဖြစ်သွားပြီးတော့ လာမယ့်ရာသီမှာဥရောပချန်ပီယံလိပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရတော့မှာဖြစ်တယ်။2016ထုံးကဆိုရင် MLB ဆိုတဲ့အသင်းလေးကဒါဆွီဒင်တတိယအတန်းတီးဆင်ခဲ့ရတယ်။သူတို့ကအခုဆွီဒင်ရဲ့တငါရွာလေးကနေထွက်ပေါ်လာတဲ့အသင်းဖြစ်တဲ့သူတို့သူတို့ရွာမှာစုစုပေါင်းဒါလူဦးရေက1500တောင်မရှိဘူး။တချို့ report တွေမှာ1000လောက်ပဲရှိတယ်။တချို့ report တွေမှာ1500ကျားပဲရှိတယ်ဆိုတော့အဲ့လူဦးရေအားလုံးမှာ1500လောက်ရှိတဲ့ရွာငယ်လေးကအသင်းကဒါအခုလက်ရှိမှာ ဒါဆွီဒင်ရဲ့နမေကျော်ကလပ်တီဘောလီဘိုဒိုကလင်းအပါအဝင်မဲလ်မိုနဲ့အသင်းတော်တော်များများကိုကြော်ဖြတ်ပြီးတော့အမပေးချန်ပီယံဖြစ်သွားတယ်။အဲ့အတွက်ကြောင့်သူတို့ကလာမယ့်ရာသီမှာဒါချန်ပီယံလိဝင်ကွင်းရမယ်။သူတို့အိမ်ကွင်းဆိုရင်ပေးသက်6000ပဲရှိတယ်။ဒီလူထောင်ငါလောက်တော့မရှိတဲ့မြွာငယ်လေးကအသင်းကဆွီဒင်အမပေးချန်ပီယံဖြစ်တဲ့အတွက်ဒါကဥရောပဘောလုံးကပါရဲ့တမိုင်းမှာလူလူရဲ့အ ਨੇ ဆုံးရှိတဲ့မြို့ကအသင်းဖြစ်မှတ်တမ်းသိရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။